ဆယ်ဟောမင်္ဂလာခင်ဗျာကျွန်တော်ဒီနေ့တော့ကြောင်ကျူးမှာရှိတဲ့နန်းဆန်တောင်တက်ဖို့နန်းဆန်တောင်ကြီးဝင်ဝောက်ရောက်နေပါခင်ဗျာအခုကတော့ဒီနေရာကတော့စာလုံးချောင်းလူကျန်ကားမတိုင်နေတူပါတယ်အဒီကြောင်ကျူးမှာကတော့ကြောင်ကျူးမှာတော့တကယ်ဖျားနဲ့ပတ်သက်တဲ့တမိုင်းဝင်ဝေနှစ်တွေနိုင်ရှိတဲ့နေရာလို့ပုံမှန်ပြသိကြပါတယ်ကျွန်တော်တို့တောင်ပေါ်မှာပါတယ်ရှိနေဆိုလိုက်ကြည့်ကြပါဦးအော်လမ်းညဆိုင်ကိုရှိတဲ့နေရာပါ အခုကျွန်တော်သွားမယ့်နေရာတော့စမ်းလုံးတမန်ဂျီဝန်ဆန်တော်ခုရှိနေတယ်ဗျာ။ဂျီယာမာဆင်ဒီဘာလို့ပေါ့ပြီးသွားပြီးတော့မှတောင်ထိပ်ခုံမပေါ်တော့မယ်။ခုံမပေါ်ကတဆင်ဒီဘက်ကိုသွားပြီးတော့မှဒီယုံချန်းကူကနေတဆင်ယုံချန်းကူချူချာဆန်မှပြန်ပြီးတော့ဆင်းပါတော့ဗျာ။ တောင်မတက်ခင်ခေါက်ဆွဲပြုတ်စားတော့ခင်ဗျဒီနားမှာတော့ဟိုပန်းဒီချန်လေးပါပန်းဒီပင်လေးရှိပါဒါတောင်တက်ခဲ့ရဝင်ဟောဟောတော့ဒီထိုင်ကုန်ပြီးမှထိုင်တော့ထိုင်လို့တော်လေးလောက်တော့တောင်တက်ဝင်ချင်းလမ်းမှာဒီလိုတမန်ကြီးကိုစန္ဒာတွေ့ရပါခင်ဗျဒီနားမှာတော့ပန်းဒီချန်လေးနေစိုက်ခင်းလေးရှိပါတယ် ဒီတော့တက်ပြင်ရိတ်တွေနဲ့တော်တော်လေးပါပါခင်ဗျာဟောဝင်ဝါနဲ့9မိနစ်လောက်လျှောက်လာနေတယ်ဒီနေရာရောက်ပါခင်ဗျာအော်ခမုံဝင်ရောက်ဖို့2.35 km လောက်လောက်လို့ပါတယ်ရောစံလုံးဝင်ရောက်ပါခင်ဗျာဒီကနေစတာပါခင်ဗျာ အမွေတွေကားတွေသတိထားဖို့ပေးထားတဲ့ဆိုင်ပေါ့ကွာလောကစုပ်ကြီးအာတက်ပင်တွေနဲ့စိမ်းစုရှိနေလမ်းဖြစ်သွားပါတယ်ဒီတက်ပင်တွေကတော်တော်လေးတော့လှပါခင်ဗျာဒီမှာတောင်ကုပ်လုံးလုံးကြီးတွေ့ရခင်ဗျာဒီတောင်ကုပ်လုံးလုံးကြီးကစီလာဘင်းမဲဆက်ကတော့တင်းကြိုင်းလို့ပြောကြပါတယ်စံလုံးဆိုတာတင်းကြိုင်းလို့ပြောတာပါဒီဘေးနာဘင်းလေးဆိုလို့ရှိရင်လည်း တော်လေးလှအောင်ကွေးကွေးကောက်ကောက်လေးနဲ့ဒီကဲကြည့်လို့ခေါင်းနေရလေးပါဟာဒီရမ်းရစင်ကျွန်တော်ဘာတူဘာဝီကိုဆက်ပြီးသွားပါခင်ဗျနေ့လည်နေခင်းတော့လေးလေးတစ်ခုခုနဲ့ပါခင်ဗျ ုကတော့ခုကျတော့တောင်တက်လာတဲ့ချိန်ကျတော့ဒီနေ့ကနှိမ့်လက်ကင်းလို့ဖြစ်နေဗျာနှိမ့်လက်ကင်းတနာ ਈ ခွဲလောက်တော့ရှိပါပြီနှိမ့်လက်ကင်းတနာ ਈ ခွဲဆိုမှဒီသွားမဲ့ကျွန်တော်သွားမဲ့ခီလန်းကျောင်းကတော့အသားပြန်9နာရီလောက်ပဲကြာမှာဆိုတော့လာပြစ်တာပါ နန်းဆန်တောင်အကြောင်းပြောရမှာဆိုလို့ရှင်တော့ဒီတောင်ကအပေါ်အောင်10ကီလိုမီတာလောက်မြင့်ပြီးတော့ဘယ်ညာက4ကီလိုမီတာလောက်ကျယ်တယ်ဘဲဥပုံစံရှိတယ်တောင်လို့သိရတော့ခင်ဗျာအဲဒီတော့ဒီရေရပင်တွေအများကြီးရှိပြီးတော့ဒီလမ်းနေရာလက်အုံဆန်ခွန်အသားနဲ့လှုပ်ထားတဲ့လမ်းအောင်တွေ့ရပါခင်ဗျာကဲတာပါတယ်ဘေးမှာလဲစမ်းချောင်းတွေတွေပါရေစီးနေပါတယ် ီတော့ကတော့ဒီဖះနဲ့ပတ်သက်ပြီးတော့သမိုင်းဝင်ဝင်နေတယ်အများကြီးရှိပါခင်ဗျာတော့ဘာတွေရှိလဲဆိုလို့ရှိရင်ဖះအကြောင်း132ခုဘုရားရုပ်ကတော့80ဇေဒီ60စုကြောင်မီပုံ22လုံးရှိပြီးတော့ပါတခြားရင်ကျိမှုအမွေနဲ့တည်းအများကြီးရှိတယ်သိရပါခင်ဗျာအဲဒီတော့လေကြောင်လေးတော်ပူလို့အေးစိလာနဲ့နေလေးပါခင်ဗျာ ရည်တွေကတော့စမ်းကြောင်းရေစီးတွေနေရောဟောပြန်ထိုင်လိုက်ပြီတောင်ကျစမ်းကြောင်းရေနဘေးကနေလမ်းလျှောက်လာရင်ကအခုလိုမျိုးပဲထုံးဤရှင်လာဘင်းလက်ထက်ကပြုတ်လုထားခဲ့တယ်ဖရာရုပ်ပွားတော့သူစရာတွေ့ရခင်ဗျာဟောမှာတော့ဖျောင်းတိုင်နေတယ်ကတ်လူကိုဆိုတော့တွေ့ရပါတယ် ဒီဖျားရုပ်သူ့ဘေးကနေကျွန်တော်ဖက်ဖက်ဆန်ခဏတက်ကြည့်အောင်နဲ့ဒီကမှာပါရှိတယ်တော့မသိပါဘူးဒီမှာ၆တိုင်မှာစာရတော့ရေးတယ်ခင်ဗျအတိတ်တော့မများတော့ပါဘူးဒီပုံမှာရှိတယ်ဖျားရုပ်သူ့ကိုဖျားရုပ်သူ့ရဲ့သမိုင်းကြောင်းရေးတာတွေ့ရတယ်မတည့်ရကိုတော့ရုပ်သူ့ဖျားရုပ်ကတော့တော်တော်လေးမြင့်ပါတယ်ဒီမှာအပေါ်တက်မှာပဲရမှာပါ ဒီကနေကျွန်တော်လာလိုက်လိုက်ပြဆင်းအောင်ဗျာတော့လည်းလမ်းလျှောက်မှလည်းဒီလိုမျိုး၆ထပ်ဒူးလေးအများကြီးတွေ့ရပါ ဒီနေ့တော့ကျွန်တော်ရာသီဥတုပူလာတဲ့အေးရီပူလာပါဗျာဒီတော့ရာသီဥတုပူလာတဲ့ဒီတက်တော်ဒီဆိုရွယ်လာပါကနတ်ဖြူနားယူပြီးတော့လမ်းဆက်လျှောက်လာတဲ့အခါမှာတောင်ကုန်းမြင့်ပေါ်မှာဒီလို သက်ပေလာတဲ့ဘုရားရုပ်ပေါ်တော်တဆူကိုတွေ့ရပါခင်ဗျာဟိုနောက်ပုံမှာလည်းဂူလေးတစ်ခုရှိတယ်နော်ဂူကတော်တော်လေးအေးမပုံမှာရှိပါဘုရားရုပ်ပေါ်တော်လည်းတော်တော်လေးသက်ပေလာခင်ဗျာဒီရုပ်ပေါ်တော်ကြည့်ရတာတော့လက်ရာလေးတော်တော်ကောင်းတဲ့အတွက်ဒီပြလိုက်မှထားရမယ်ဆိုလို့ရှိရင်ပို့ပြီးကောင်းတယ်လို့ကျွန်တော်ထင်မိပါတယ် ကျွန်တော်နောက်ထပ်ဖျားရုပ်ပွားတော့ကနေနောက်ထပ်15မိနစ်လောက်လမ်းလျှောက်လာတဲ့အချိန်ကျတော့ဆန်ဆောင်အန်းဆိုတဲ့ကျောင်းသင်္ကန်းတစ်ခုရောက်လာအောင်ဗျ။ဒီမှာကျောင်းသင်္ကန်းတော့ဒီမှာလမ်းပြီးတော့နေနေရပါခင်ဗျာ။အမီးဘုံလေးတွေချိတ်ဆွဲတာပါလေ။ဆန်ဆောင်အန်းထုံးလေးကြတဲ့ဒီလူကလေးထဲ့ပါအောင်ဗျာ။သင်ဆရာချားဆရာနေဆိုင်တာ။ထောင်းတန်းတဲ့ဒီကျွေးစီးလေးလှူလိုက်ပါ။ ောင်ထိမြောက်ခင်ပါပဲဒီနေရာတွေကမြင်ကွင်းတော်တော်လေးကောင်းပါလားဗျာဘာသူပါမရောတော့ခင်ဗျာဒီနေရာတော့ဒီမှာရှိနေတဲ့ထင်ပြနေရာလေးတော့ မောမှာတော့ဒီလိုမျိုးတောင်တောင်လမ်းရှိတဲ့နေရာတကယ်ကိုကျူးမြင်ကွင်းတွေတော်လေးကြီးတို့ကောင်းတဲ့နေရာတွေဖြစ်နေတာသစ်တင်ရဲ့အနံ့နေရာလည်းရနံ့နေတော်လေးမှုေးပါတယ်အာဒီမှာဖျားရုပ်ဘွားတော်တစ်ခုရှိတယ်ဗျာကျတော့ဒီနားကြည့်တော့မတွေ့မတွေ့ဘူးဆိုရင်ဒီဘက်လမ်းကြည့်လိုက်တော့ဟိုဖျားရုပ်စုကဟိုတောင်ရဲ့အောက်ဘက်ကျောက်နေရာမှာကပ်နေတာတွေ့ရပါတယ်တော်လေးတော့ပဲပါခင်ဗျာ ော့ကုမိုဘုံရောက်ဖို့0.1ကီလိုမီတာလောက်ပဲလိုပါတော့ခင်ဗျာ။ဒါဝါချန်းရှိဆိုဝါချန်းရဲ့100မီတာဆိုဒီဘက်သွားမှဆိုလို့ရှိရင်အင်တာရှိမယ်တူပါတယ်။ဒါထူးထူးစားတောင်တိတ်မှာအင်တာရှိတယ်ဆိုဒီတစ်ခါပဲတွေ့ပြီပါလေ။အဲ့တော့ဒီလမ်းကနေတက်ပြီးသွားပါဦးခင်ဗျာ။ဘုံတောင်ထိပ်ရောက်လာခင်ဗျာတောင်တက်တဲ့ဧည့်သည်တွေရောတွေ့ပါလား တောင်ထိပ်မှာတော့ခုလိုဆိုင်းပုတ်မှာတခြားတောင်တွေကိုကြည့်လို့ရတယ်မြင်ကွင်းတွေကိုရေးထားပါခင်ဗျာနောက်ဆက်ကွာမြောက်ဆက်တော့တဲ့ဒီမှာဗျာတောင်ထိပ်ကြောက်တယ်ဒီမှာထိုင်ကြထိုင်ကုန်လေးတွေရှိပါတယ်ဒီရချောစရှင့်မိတော်များအဲ့ဒါတော်လေးဒီပုံတော့တရုပ်ရှိအောင် တယ်။ဒီဥဆောင်တယ်ဥလည်းရင်းနေတူပါတယ်။တောင်တိုက်ပတ်ဝန်းကျင်ကတော့အပင်တွေဖုံးတော့တိတ်တော့မမြင်အောင်ဗျ။ခုနလာခဲ့တဲ့ဘာတုပါဝီထိတ်ကနေကြည့်မယ်ဆိုတော့ view တွေတော်တော်ကောင်းပါတယ်။တောင်ပေါ်လာတဲ့လမ်းတစ်ချက်လုံးမြင်ကွင်းတွေအရန်ကောင်းပါတယ်ခင်ဗျာ။ဒီတောင်ပေါ်မှာစားစရာဆိုတော့ရေတဘူးရေကော်ဖီရေမုတ်ကျလေးပြီးတော့ဟုတ်ကဲ့ ဒါပေမဲ့ဥလူပူတော့လေဒီဒီခဲပြီးသားရေခဲဝယ်ယူတာပါဘာဘုံမှာအပြားရည်တွေစတာပါ ော့တောင်ထိပ်မှာအားပါနားပြီးသခါလာပြန်ဆင်းပါတော့ခင်ဗျာကိုပြောပဲရတယ်ပြန်ဆင်းမလဲဆိုလို့ရှိရင်ဒီယုံချမ်းစာကြီးဆိုတာရှိပါတယ်ဒီယုံချမ်းမှာဦးကကနေပြန်ဆင်းပါပါ3 5 55 km ပါဒီဘက်ကလည်းတိုးလန်းလေးဆိုတော့သွားလို့ကောင်းပါခင်ဗျာ ညစံတောင်ပေါ်ရောက်လာလို့ရှိရင်တော့ဒီသုံးသက်၆ထက်စီလေးလာကိုကောင်းမလို့ထင်ပါတော့ဗျာဒီနေရာတကယ်မြင်ကွင်းကောင်းတဲ့နေရာလေးဆိုတော့တကယ်လက်လို့မခံသင့်တဲ့နေရာလေးအောင်ဗျာဒီကနေခင်ဆင်းပါဦးဗျာလမ်းကတော့ဒီလမ်းချားလေးကနေခင်ဆင်းရောက်ပါမှာအလေးကားရှိပါတယ်သုံးတက်၆တက်ဖေးအားနဲ့ဆင်းလာပြီးတော့ အော်တမင်းနှစ်လောက်ချောက်သေးတယ်ဗျာဒီမှာနောက်တဖျားတစုစီချောက်လာပါတယ်ဖျားပုံစံတော့ထူးစားပါတယ်ဟောချောက်တယ်လေဖျားလည်းဒီဖျားလည်းခေါင်းမရှိပါဘူးဗျာခေါင်းလည်းပဲရောက်နေတယ်မသိဘူးသူစားတဲ့ကြောက်ထက်ဟောကဖျားယူပေါ်တော့ကြည်

တန်လန်းလျှောက်မှာတော့ဒီကွန်ချိုင်ဝမ်းမှာဆင်းပြီးလမ်းလျှောက်တဲ့ပုံမျိုးဖြစ်နေတာပါဒီတောင်ကြီးကျနေတယ်ဒီဆန်းချောင်းပေးနေရတယ်ပါသွားပါဦးဗျာဒီလိုတော့ရပါတယ် ာရုဘူးဘူးတဲ့အချိန်မှာတော့ရေဒီယိုလေးကတော်တော်လေးတန်ဖိုးရှိရအောင်ဗျာ းသွားခဲ့တဲ့ခေတ်တစ်ခုလုံးကြည့်ရှုပေးရတယ်ပဲတင်အားလုံးကျေးဇူးတင်ပါခင်ဗျာနောက်တဲ့ဗီဒီယိုမှာပြန်ပြီးတွေ့ကြပါခင်ဗျာ